လောကမှာတန်ဖိုးရှိတဲ့အဖိုးရန်ကြောက်ကောင်းဆိုတာတန်ဖိုးမရှိတဲ့ကြောက်ကြမ်းကြောက်ရိုင်းတွေကို ဖဲ့ထုတ်ပြရကနေရလာတာဖြစ်တယ်။မကောင်းတဲ့ကြောက်တွေကိုဖဲ့ထုတ်လိုက် ဖောက်ထုတ်လိုက်ပွတ်တိုက်ပြလိုက်နဲ့လုတ်ယူရကနေအဖိုးရန်ကြောက်ကောင်းတလုံးရလာတာဖြစ်တယ်။ဒီတိုင်းပဲတန်ဖိုးရှိတဲ့လူတယောက်အဖိုးရန်လူတယောက်ဖြစ်လာဖို့ဆိုတာလေလူမှာမကောင်းတဲ့အကျင့်စိုးအကျင့်ပြအကျင့်ရုပ်တွေကိုဖယ်ရှားပြစ်နိုင်မှာ လူကနေဖယ်ထုတ်ပြစ်နိုင်မှာတာတန်ဖိုးရှိတဲ့လူတယောက်ဖြစ်လာနိုင်မှာဖြစ်တယ်။လူမှာခိုးခြင်းဝက်ခြင်းနဲ့မကောင်းတဲ့အကျင့်တွေရှိနေလားဖယ်ထုတ်ပြစ်လိုက်ပါ။လူမှာဆူခြင်းဆဲခြင်းရိုက်ခြင်းနှက်ခြင်းနဲ့မကောင်းတဲ့အကျင့်တွေရှိနေလားဖယ်ထုတ်ပြစ်လိုက်ပါ။လူမှာကွမ်းစားဆေးတော့အရက်တော့နေမျက်မှောက်ထခြင်းဂိမ်းဆော့ဖုံး၌စတဲ့မကောင်းတဲ့အကျင့်တွေရှိနေလားဖယ်ထုတ်ပြစ်လိုက်ပါ။လူမှာ ကြွားခြင်းဝါခြင်းပြိုင်ခြင်းဆိုင်းခြင်းအနိုင်ကျင့်ခြင်းဖြန့်ကျခြင်းနဲ့အဲ့လိုအကျင့်တွေရှိနေလားဖယ်ထုတ်ပြစ်လိုက်ပါလူမှာမကောင်းတဲ့အကျင့်တွေကိုဖယ်ထုတ်ပြစ်ဖယ်ထုတ်ပြစ်နိုင်မှသာကောင်းတဲ့လူတယောက်တန်ဖိုးရှိတဲ့လူတယောက်ဖြစ်လာနိုင်မှာဖြစ်တယ်ကြောက်ကြမ်းကြောက်ရိုင်းတန်ဖိုးမဲ့ကြောက်တွေကိုဖယ်ထုတ်ဖယ်ထုတ်ရာကနေတန်ဖိုးရှိတဲ့ကြောက်ကောင်းတစ်စီရလာတယ်ဆိုတာမမိပါနဲ့အားလုံးအားလုံးတန်ဖိုးရှိတဲ့အဖိုးရန်လူသားများ ဖြစ်လာနိုင်ကြပါစေ။အမေရိကန်သမ္မတအိုဘားမားနဲ့သူ့ဇနီးတို့ဟာစားတောက်ဆိုင်ကြီးတစ်ဆိုင်ကိုစားတောက်ကြဖို့ဆိုပြီးတော့ရောက်လာခဲ့ကြတယ်။စားတောက်ဆိုင်ကို ရောက်တဲ့အခါဇနီးဖြစ်သူကစားတောက်ဆိုင်ပန်းရှင်နဲ့ခဏစကားသွားပြောခြင်းလို့ခွန်ပြုပါလို့ခင်မွန်းဖြစ်သူအိုဘားမားစီခွန်ပန်ပြီးတော့စားတောက်ဆိုင်ပန်းရှင်နဲ့စကားတွေသွားပြောတယ်။ ြောပြီးလို့ပကြခင်ပဲဇပွဲဝိုင်းစီပြန်ရောက်လာခဲ့ဇပွဲဝိုင်းစီပြန်ရောက်တဲ့အခါမှာတော့ဇနီးဖြစ်သူကဒီစားတော့ဆိုင်ပန်းရှင်ကအရင်ကသူမရဲ့ချစ်သူရီစာဖြစ်ခဲ့ဘူးကြောင့်ကိုအိုဘားမားကိုပြောပြလိုက်တာပေါ့ဒီတော့အိုဘားမားကမင်းအခုငါနဲ့ရလို့တမတကတော်ဖြစ်ခဲ့တာပေါ့သူနဲ့သာရခဲ့မယ်ဆိုရင်မင်းတမတကတော်ဖြစ်မှာမဟုတ်ဘူးလို့ပြောလိုက်တယ် ဒီတော့သမတကတော်ကလည်းပြန်ပြောလိုက်တယ်။ကျွန်မရှင်းနဲ့ညားခဲ့လို့သမတကတော်ဖြစ်တာ။ဟုတ်ပါတယ်။သူနဲ့ညားခဲ့ရင်လည်းသူဟာသမတကြီးဖြစ်နေမှာပါလို့ပြောတယ်။အဲ့လိုပြောလိုက်တဲ့အခါသမတဥပမာလည်းဘာမှမပြောနိုင်တော့ဘူးပေါ့။သူမှပြောလိုက်တာကတော့ကျမနဲ့ညားလို့ရှင်လဲသမတဖြစ်ခဲ့တယ်လို့သူနဲ့ညားရင်လည်းကျမကြောင့် သူသမတဖြစ်မှာပါလို့ဆိုလိုက်တာပေါ့ဟုတ်မှာပါပဲဘယ်မိသားစုတွေမှာပဲဖြစ်ဖြစ်အောင်မြင်ရတယ်ဆိုတာတဦးတယောက်တည်းကောင်းလို့အောင်မြင်တာမဟုတ်ပါဘူးအောင်မြင်တဲ့ယောက်ျားတွေရဲ့နောက်မှာသူတို့အောင်မြင်အောင်ပန်ဖို့ပေးနေတဲ့မိမကောင်းမိမစွမ်းတွေရှိနေတတ်ကြတယ်အောင်မြင်နေတဲ့မိမတွေရဲ့နောက်ဝယ်မှာလဲအောင်မြင်အောင်ပန်ဖို့ပြီးတဲ့ယောက်ျားတွေဟာယာကိုင်နှုံးပြီးရှိနေတတ်ကြတာပါပဲ။ ယောက်ျားသမတဖြစ်လာလို့အချောင်းမိမသမတကတော်ဖြစ်လာတယ်လို့ကြည်မထင်ပါနဲ့သမတကတော်ဖြစ်လာမဲ့မိမရဲ့ပံဖို့ထောက်ကူမှုတွေကြောင့်ယောက်ျားတွေသမတဖြစ်လာတာတွေရှိတယ်ဆိုတာသိထားရမယ်ကြက်ဖတွန်လို့မိုးကလင်းတာမဟုတ်ပါဘူးမိုးကလင်းလာလို့ကြက်ဖကတွန်ရတာတွေရှိတယ်အဓိကအသိမြင်စေခြင်းတဲ့အချက်ကတော့ဘဝတစ်ခုကိုအတူလက်တွဲတိဆောက်ထားတဲ့မိသားစုတစ်ခုမှာ အောင်မြင်လာတဲ့အခါငါးကြောင်းလို့ကြီးမထင်ပါနဲ့မပြောစီရင်သူ့ကြောင်းသူတို့ကြောင်းဆိုတာဒီလေရှိတယ်ဆိုတာသိမြင်ရမယ်ယောက်ျားလို့သူကဘလောက်ရှာရှာမိမအထင်သေးမကောင်းရင်လေအရှင်ပြေးလာဖို့ဆိုတာမလွယ်ဘူးမဟုတ်လားမိမအထင်သေးဘလောက်ကောင်းကောင်းယောက်ျားလို့သူကမူးယူတောက်စားနေတာဆိုရင်လေအောင်မြင်လာဖို့ဆိုတာမလွယ်ပါဘူးဒါကြောင့်အောင်မြင်တဲ့ယောက်ျားတွေရဲ့နောက်မှာ ပံပိုးမှုကောင်းတဲ့အစွမ်းအစာရှိတဲ့မိမကောင်းတွေရှိနေတယ်ဆိုတာသိမြင်စေချင်ပါတယ်။ညီကုန်းချုပ်ပြောချင်တာကတော့ရှိကသွားတယ်ဆိုတာနောက်ကလိုက်တဲ့သူ ရှိလို့သာဖြစ်တယ်။နောက်ကလိုက်တဲ့သူ မရှိဘဲနဲ့ရှိကသွားတယ်ဆိုတာမဖြစ်နိုင်ပါဘူး။လူတော်တော်များများကအောင်မြင်လာတဲ့အခါငါကွာဆိုပြီးတော့လက်မတွေထောင်ကြပြီမဲ့။ကြာရှုံးသွားတဲ့အခါမှာတော့သူ့ကြောင့်သူတို့ကြောင့်ဆိုပြီးတော့ လက်ညှိုးတွေထိုးရကြတယ်။ကြည့်ဒီလောက်ပဲ ပြောပြီးတော့ညီကုံချုပ်ချင်ပါလေ။အားလုံးအားလုံးသို့တူကောင်းဖက်ဘဝတသက်တာနားလည်နိုင်မှုများတိုးပွားကြပါစေလို့ဆန္ဒပြုရင်းပြောကြားလက်ချင်းဖြစ်ပါတယ်။